ရခိုင်ပြည်နယ်ကြောက်ဖြူမြို့မှာအရကတတော် AA ရဲ့လက်ချက်နဲ့ပဲစနိုက်ပါမိပြီးပွဲချင်းမိကိုတိတ်သွားတယ်အကြက်ဖက်စစ်ကောင်စီရဲ့အမှတ်၁၁ချေမြန်တက်မှဌာနချုပ်နီးပြူအမှုဘုံမကြီးကြော်မျိုးအောင်ဆိုတဲ့သူကိုတိတ်သွားပြီးတော့မှဘုံမှုချုပ်ယာတုတဆင့်တိုးပေးလိုက်ပြန်တယ်လို့စစ်တပ်အတိုင်းဝိုင်းနဲ့စီဒီအမ်ဘူကြီးဇင်ရောကပြောပါတယ်ဖြစ်စဉ်ကတော့မေလ28ရက်နေ့ကပဲရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာအကြက်ဖက်စစ်ကောင်စီတက်တဲ့အရကတတော် AA ကြတိုက်ပွဲဖြစ်ပွားတဲ့အချိန်စစ်ကောင်စီဘက်က အမှတ်7ချင်းမြန်တက်မှဌာနချုပ်ရဲ့နိဗျူဟာမှုဘုံမူကြီးကြော်မျိုးအောင်ဆိုတဲ့သူဟာအာခတတော်အေအေရဲ့စနိုက်ပါမိပြီးပွဲချင်းမီကိုတိတ်သွားတယ်ဆိုပါလေအဲ့ဒီလိုစနိုက်ပါမိပြီးတိတ်သွားတဲ့ဗျူဟာမှုကြော်မျိုးအောင်ဆိုတဲ့သူဟာသူတိတ်တဲ့အချိန်မှာဘုံမူကြီးအဆင်မရှိရကနေတိတ်သွားပြီးတော့မှတဆင့်မြင့်တဲ့ဘုံမူချုပ်ယာတုကိုစစ်ကောင်စီကတိုးပေးလိုက်တယ်လို့စစ်တဲ့အတိုင်းဝိုင်းနဲ့စီဒီအမ်ဘူကြီးဇင်ရောကပြောထားပါတယ်အဲ့ဒီလိုအာခတတော်အေအေရဲ့လက်ချက်နဲ့ပဲပွဲချင်းမီကိုတိတ်သွားတဲ့ဘုံမူကြီးကြော်မျိုးအောင်ဆိုသူရဲ့မသားလောင်းကိုတော့ စစ်ကောင်စီကရန်ကုန်မြို့ကိုရဟတ်ရင်နဲ့ပြန်လည်တည်ဆောင်ခဲ့ပြီးအင်းတိုင်းမှာရှိတဲ့အမှတ်၁၁ချင်းမြန်တပ်မဌာနချုပ်မှာမတာချအတုပတ်ကိုစီစဉ်ပြီးတော့မင်္ဂလာတုံးစစ်တင်းကြီးမှာအခမ်းအနားနဲ့ဒကြိုလိုက်ကြတယ်လို့လည်းသိရပါတယ်ခင်ဗျ